ားလုံးပဲမင်္ဂလာပါဆိုတော့ဒါတော့ person လောက်ပြနေကြပါเนาะ separation paradigm ဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာကိုတို့ကဘာတွေသိရမလဲဘာတွေယူရမလဲပေါ့เนาะဒါထားနေပတ်သက်ပြီးရောပြပြပြပါမယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ energy ရတော့อืมငြိမ်းတဲ့ energy ပေါ့เนาะဆိုတော့ကျွန်တော်ခံစားမိရောငြိမ်းတဲ့ energy ရတယ်အရင်လဲအစိုးရလဲမဟုတ်တလို့အကောင်းလဲမဟုတ်ပေါ့เนาะဒီလို energy မျိုးခံစားမိပါတယ်ဆိုတော့တချို့တွေတော့ကတော့နည်းနည်းပေါ့เนาะလက်လွတ်တတ်ဖို့ကြိုးစားပါအရင်ဟုတ်ပဲအ attach မဖြစ်ဘူးပေါ့နော်တခုမှ attach မဖြစ်တော့ဘူးအရေးကြီးပါတယ်ဆိုတော့ဒါလူဆိုလဲလူကို attach ဖြစ်တာမျိုးပြီးတော့ငွေကြီးဆိုလဲငွေကြီးကို attach ဖြစ်တာမျိုးပေါ့နော်ဒီမှာတော့အဲတော်တော်တွေ့ရတယ်အချို့ကြလဲပတ်စံပတ်စံဆိုပြီးဖြစ်နေရရှိတယ်အချို့ကြလဲဒီတစ်ဖက်လူပေါ်မှာရန်ဆွဲလန်းနေရမျိုးရှိရပေါ့နော်ဆိုတော့ဒါတွေရှောင်သင့်နေအဲ့တော့မကတ်တွင်မြောင်နေဖို့စူးစမ်းဖို့ပြောချင်ပါတယ်ဆိုတော့တချို့ကြတော့လဲဒါဘယ်လိုပြောရမလဲကိုယ့်ကိုသဘောကျတဲ့လူတွေပေါ်လာတယ် ်ဒီမှာကိုယ်တဘောကြရဲစိတ်ဝင်စားရဲအဲ့လိုလူရဲပေါ်လာပြီးတော့မှအဲကိုနဲ့ပေါ့နော်ဒါဇာလန်းနေဖြစ်တတ်တယ်ချို့ကြလဲဒါကိုဘက်ကနေစပြီးတဘောကြရဲလူပြီးပေါ့နော်ပေါ်လာတတ်ပါရဲ့ဆိုတော့ဒီမှာတော့အဲ့လိုပုံစံမျိုးလေးပေါ့တွေ့တယ်ဆိုတော့ဒီချိန်မှာတော့ကိုယ်တို့အခက်ခဲရောများနေလိမ့်မယ်အကောင်းတာရောဆိုးတာရောပေါ့နော်အစုံမဲ့ကိုယ်စီကိုရောက်လိမ့်မယ်ဒါမဲ့တေချာဘက်ကတော့ကိုကိုယ်တိုင်ကอืม easy လေးဖြစ်အောင်စူးစမ်းပြီးတော့ဆက်လျှောက်ပေါ့နော်ဒါဆိုရင်တော့တခုပို့ထူချပါလိမ့်မယ်ဆိုတော့တချို့တကြလည်းဒါကိုကိုအရန် view site ကိုကိုအရန်ချစ်ပြီးတော့မှ တကယ်ကိုပေါ့နော် ကောင်းမွန်တဲ့ဘဝပျော်ရွှင်တဲ့ဘဝကိုအနေနေရတော့တွေ့ရပေါ့နော်။မချို့ကြလည်းအခက်အခဲကြရဲမှာတင်မလားငွေကြေးရအဆင်မပြေတာအချို့မိသားစုရအဆင်မပြေတာလို့လူမျိုးတွေလည်းရှိရပေါ့နော်။ဆိုတော့ခုနပြောတဲ့ဒီကိုကိုအရင် chip use site ပြီးတော့နေတဲ့လူကတော့ရှားရရှားတယ်။ရှားရဆိုတာလေဟိုအပူပင်တိတ်မရှိရလူမျိုးပေါ့နော်။ကိုယ့်အတွက်ဘာမှငွေကြေးပူပင်ရှားပူပင်တွေမရှိရလို့ကတော့ agent လေးဒီ spiritual ဘိုင်းလောက်ရင်းနဲ့နေသွားနိုင်တာတော့တွေ့ရ။ အဲ့လိုမဟုတ်တဲ့လူကတော့နယ်လီရုံးကန်ရမယ်စူးစမ်းရမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးတော့တွေ့ပါတယ်ဆောက်ကူအနေနဲ့ကတော့အခက်ခဲကြရရနေပဲတေချာလေးရုံးထွက်ပေါ့နော်အေဂျင့်ရာစီကိုကိုယ်တိုင်းရှောက်လန်းသွားမှရမှာပါဆိုတော့ကိုယ့်ရဲ့စိတ်အေဂျင့်မှုဆိုတော့ကိုကိုယ်နေပဲဆိုင်နေပေါ့နော်ဆောက်ကူကိုယ်တိုင်းကိုအေဂျင့်ထားမှလားအေဂျင့်မဲ့ပူအေဂျင့်မဲ့နဲ့ပူလောင်အောင်ထားမှလားပေါ့နော်ဒါကိုယ်နေပဲဆိုင်ပါတယ်ချို့တဲ့ကြတော့ဒါသရုပ်ချောက်ကပေါ့နော်ဘလော့ဖြစ်နေတာတွေ့ရအဲ့တို့ကြောင့်မလို့တခုဆိုရင်မပြောရဲမစွဲအဲ့လိုပုံစံမျိုးပေါ့နော်အာနယ်လီ ဘယ်လိုပြောရမလဲအတွင်းထဲမှာပဲတင်ထားပြီးတော့ခံစားချက်တွေအဲထဲမှာမြုပ်နေပုံစံပေါ့အဲ့တော့ပို့ပြီးတော့သူများအထက်နှစ်ဆဖို့ခံစားရတယ်ပေါ့နော်အဲလိုပုံစံလေးတွေ့ပါရဲ့ဆိုတော့ဒါ healing တစ်ချက် လုပ်ပေးပါလို့ဒါချန်ပေးရပေါ့နော်ဆိုတော့ပြီးတော့တစ်ချက်တစ်ဖက်လူစီရပေါ့နော်ဒါကိုတို့အဲ့လို message တွေရတတ်တယ်ပေါ့နော်တစ်ဖက်လူကကို message ပို့ရမျိုးပြန်လာဆက်သွယ်ရမျိုးလိုပုံမျိုးလေးတွေ့တတ်ပါတယ်ဆိုတော့အဓိကတော့ဒါ universe ရဲ့ test တစ်ခုပေါ့နော်ကိုကိုတိုင်းချောပြနိုင်မှာလားဒါမှမဟုတ်ရှင်ဒီအိမ်မဲချရှုံတော့မှာလားဆိုတော့ကိုယ်နေပဲဆိုင်နေပေါ့နော်အဲ့တော့ universe ကတော့ပြန် test တွေလုပ်တယ်အဲ့ဒါကိုကိုကိုတိုင်းက အမ်စူးစမ်းပြီးရှောက်ဖို့တော့လိုတယ်ပေါ့နော်ဆိုတော့တစ်ဖက်လူရဲ့ energy ပေါ့နော်တစ်ဖက်လူရဲ့ energy ကတော့ဒီမှာတော့အာကိုကိုတတိယနေရာတော့တွေ့ပါတယ်ဆိုတော့သူကိုယ်တိုင်နည်းနည်းလေးကိုနဲ့အဝေးမှာပဲနေနေတယ်ဒါကိုယ်နဲ့နည်းနည်း distance တစ်ခုချနေရတွေ့ရပေါ့နော်စိတ်ပိုင်းဆိုင်ရာအကွာဝေးထားမှုလို့ရှိရင်ဒါ physically ပေါ့နော်သူကတခြားနိုင်ငံရောက်တာတခြားမျိုးရောက်နေတာဒီလိုပုံစံမျိုးလေးတော့တွေ့ရပေါ့နော်ဆိုတော့သူ့အနေနဲ့လည်းနည်းနည်းလေးအခုချိန်မှာတော့အတိတ်ကဒီဖြစ်တွေကိုပြန်ပြီးတော့ ီတော့သုံးသက်နောက်နောက်ရရင်ရအဲ့လိုပုံစံမျိုးပေါ့နော်ရှိပါတယ်ကိုယ်လည်းတတိယရေကိုယ်နဲ့ပြန်တွေ့ကျင်နေဆိုရဲစိတ်တော့ရှိရပေါ့နော်အဲ့တော့အရင်တက်ဆိုင်တော့ပို့ပြီးတော့ energy ပို့ကောင်းလာတယ်ပို့ပြီးတော့လည်းဒါအတိတရားပို့တိုးလာတယ်ပေါ့နော်သူပါလို့တင်နေပါမလို့တင်ဆိုတော့လေဖြွေးနဲ့မြင်လာတယ်ပေါ့မြင်နေရတယ်မြင်လာတယ်ဒါပေမဲ့တကယ်ကြတော့ကြင်ကြံလက်ခံသုံးမှုကြတော့တိတ်မလွယ်ကူသေးဘူးပေါ့နော်ဆိုတော့ဒီချိန်မှာတော့သူတို့ကသူပြောအောင်ထားတယ်သူတို့ကသူပြောအောင်နေတယ်လို့ပုံစံလေးပေါ့နော်ဆိုတော့ ကောင်းကွန်တဲ့ energy ဖြစ်အောင်တော့အနေနဲ့တွေ့ပါရဲ့အခုလက်ရှိ energy ပေါ့နော်ဒါကတော့ပြောင်းနေပြောင်းသွားနေပါရဲ့ဆိုတော့ဒီမှာတော့အလောကျေကောင်းတဲ့ energy လေးနှစ်လေးသူ့ကိုယ်သူပြန်သုံးသပ်နေရဲ့အနေထားလေးတော့တွေ့ရတယ်ပေါ့ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ပေါ့နော်ဒီမေခွန်းရှင်တော့မိထားလို့ရပါတယ်နောက်ဆုံးမှကျွန်တော်ပြောပြပါမယ်ဆိုတော့အခုဒါ universe ရဲ့ message နဲ့ရင်သွားမယ်ပေါ့နော်ဆိုတော့ universe ကတော့ဒီမှာပေါ့နော်ကိုက love energy နဲ့ဘယ်လိုပြောရမလဲ ချိန်ညှိသွားနိုင်တယ်ကိုက love energy နဲ့တသားဖြစ်သွားပြီဆိုလို့ရှိရင်ကိုတို့ကငြင်းချမ်းမှုဆိုတာကသာရတရှိမှာပေါ့နော်ကိုအိမ်လုံးကိုယ့်ရဲ့ငြင်းချမ်းမှုကိုဒီမှာလာပြီးနောက်ဆက်လို့မရဆိုတာလေးပြောထားရပေါ့နော်ဆိုတော့ဒါဥမာဖြင့်ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်အချစ်ပေါ့နော်အဲလူတယောက်ချစ်နေပြီချစ်ကြွားဝင်နေပြီပေါ့နော်လူတယောက်နဲ့ပျော်ရွှင်ရွှင်ချစ်ကြိုက်မြတ်နိုးပြီဆိုတော့အဲ့ခါလာဒီအရန်ကိုပြောဖို့ကောင်းတယ်ဒီ honeymoon honeymoon phase ပေါ့နော်ဒီကာလအရန်ကိုပြောဖို့ကောင်းတယ်အချစ်တွေလွမ်းမိုးနေတဲ့အခါမှာကျတော့ ဘယ်တော့ရုံတိုင်အောင်ပေါ့နော်ပြဿနာဖြစ်ဖြစ်အဲ့အားလုံးခွန်းလွန်နိုင်တယ်တည်မလားအဲစိတ်မစိုးခွန်းလွန်တယ်ဆိုတော့အချစ်တင်နေပြည်နေရအောင်ချစ်ချင်းမေတ္တာပြည်နေတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကိုယ်စိတ်ဆိုးအောင်လုပ်ရင်တော့ကိုယ်ကခွန်းလွန်နိုင်တာမျိုးတည်မလားအော်အကောင်းမြင်တာပေါ့နော်ပတ်ဝန်းကျင်မှာကိုယ်ကဒီအချစ်နဲ့တွေ့နေတဲ့ခါကျတော့ကိုယ်အတွင်းထဲမှာအချစ်တင်နေပြည်နေတဲ့ခါကျတော့အာပတ်ဝန်းကျင်ဆိုလို့ရှိရင်အကောင်းမြင်နေပျော်ရွှင်နေတည်မလားငြိမ်းချမ်းနေဒီလိုခံစားမှုမျိုးပေါ့အဲတကယ်လို့အဲ့အချစ်ကအနှောက်အယှက်ခံရပြီး ဒါမှပြဿနာပေါ်လာပြီဆိုလို့ရှင်မဖြစ်လဲဆိုအကောင့်ဝင်တော့ကိုကဒီဘက်မှာအချင်းမှာဆင်မပြေတော့တွေ့ကြရလူကိုမဲတာမျိုးတွေ့ကြရလူကိုအဲ့လိုဒေါသကြီးထွက်တာမျိုးအဲ့လိုပုံစံမျိုးဖြစ်လာတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အချက်ချင်းမြတ်တာကြီးပြည်နေကိုတို့အကောင့်မြင်စိရှိပြီးချင်းမြတ်တာမရှိတော့ရင်ဘာဖြစ်လဲဆိုတော့အစိုးမြင်လာတာပေါ့နော်။အဲ့တော့ဘာလို့တင်လဲဆိုတော့ကိုကူကိုအမြဲတမ်းချင်းမြတ်တာနဲ့ပြည်အောင်ထားပါ။အဲ့ချင်းမြတ်တာဆိုတာလဲခုနပြောခဲ့သလိုပဲကိုယ်ကတစ်ဖက်လူနဲ့ချစ်တယ်ကြိုက်တယ်အဲ့လိုမျိုးပေါ့နော်ပြောရှင်းဆိုတာနေတယ်ဆိုတာထက်ကူကိုကူကို ကိုယ်အတွင်းထဲမှာအချက်ကိုရှာဖွေတွေးဆပြီးတော့တကယ်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုရပြီဆိုခုနလိုပဲပေါ့နော်အကောင်းမြင်တတ်တယ်အလုံးအကောင်းမြင်နိုင်လိမ့်မယ်ဆိုတော့လူတော်များတော့အဲ့လိုကိုယ်အတွင်းထဲမှာအချက်တွေပြည်ပြီးတော့လူတွေအကောင်းမြင်နေဆိုတာထက်ကိုအဲတည်ရမလားကိုယ်အချက်ချင်းမြင်တာအချက်လူနည်းအချက်တဲ့အချက်ကြားထဲမှာပျော်ရွှင်မိချားလို့အကောင်းမြင်တာများရဲ့လေအဲ့တော့တရားတစ်ခုကတော့ကိုယ်အတွင်းထဲမှာပျော်ရွှင်မှုကိုရှာမယ်အချက်ကိုရှာမယ်အချက်တွေနဲ့ပြည်အောင်ထားမယ်ဆိုရင်ပို့ပြီးတော့ကောင်းလာလိမ့်မယ်ပေါ့နော်အဲ့တော့ ဒါကကြတော့လူတခြားတယောက်နဲ့မချစ်နဲ့လို့ပြောတော့မဟုတ်ဘူးချစ်လို့ရတယ်ဒါပေမဲ့ချစ်ပုံချင်ပြီးတော့မှန်မစေဘောနော်မှားလို့မရအောင်အဲ့တော့ attachment တွေဖြောက်ရမယ်ကိုယ့်ရဲ့တန်တရားတွေကိုယ့်ရဲ့မလုံခြုံမှုတွေကိုယ့်ရဲ့စိတ်တန်ရာတွေအလုံးဖြောက်ပြီးတော့မှအဲ့တစ်ဖက်လူနဲ့ချစ်လို့ရမှာမျိုးဘောနော်မဟုတ်ရမလွယ်ဘူးပေါ့အဲ့တော့ဒီချင်းမြတ်တာဆိုတာအရင်ကပဲ agent နဲ့ပြောချင်းမြတ်တာဆိုတာတကယ်ပဲ agent နဲ့ပြောရှင်ရတယ်ငင်းချက်မှုပြီးရေပေါ့နော် ဲ့တော့အဲ့ရှင်မေတ္တာကိုရအောင်ရှာဖို့ပါကိုယ့်ရဲ့တာဝန်ဒီမှာအဲ့တော့တေချာလေးအချက်ကိုခံစားပါကိုယ့်အတွင်းထဲမှာလည်းထားပါပျော်ရွှင်မှုရှာပါဒါဆိုရင်ပို့ပြီးတော့ပျော်ရွှင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်ပျော်ရွှင်မှုဘယ်အရာကြောင့်နဲ့မှမပြောက်ွယ်ပါစေနဲ့ပေါ့နော်ဆိုတော့ကိုယ့်ကိုစိတ်တော်အောင်လုပ်မယ်ဒေါသထွက်အောင်လုပ်မယ်အဲ့လိုလူတွေကတော့အများအန်းရှိမှာပဲကိုယ့်အများအန်းဒါ test လုပ်နေမဲ့ universal test ကအများရှိရပေါ့နော်အဲ့တော့ဒါတွေကိုကြော်သွားနိုင်မှုတို့ တခုတီးတော့အရာကိုကိုစိတ်ရှည်အောင်ထားမယ်။တရားထိုင်မင်းမြပါနော်။အဲ့ဆိုရင်တီးခတ်နိုင်လိမ့်မယ်စိတ်ရှည်လာလိမ့်မယ်ပို့ပြီးတော့ငြင်းချမှုရလိမ့်မယ်ပေါ့နော်။ပြင်ပအရာရကိုကိုမတိုက်ခိုင်းနိုင်တော့ဘာလို့ဆိုကိုကိုကိုအတွင်းမှာငြင်းချမှုရှိနေလို့အဲ့လိုပုံစံမျိုးအဲ့တော့တစုံတယောက်ကြောင့်ကိုကဒေါသတွေထွက်ပြီးအဆင်မပြေဖြစ်ပြီးဆိုတေချာရဲ့ကိုဒီတခြားလူရဲ့လွှမ်းမိုးမှုကိုခံနေရတော့မယ်။ကိုဒီမှာကိုပိုင်ပျော်ရွှင်မှုကိုပိုင်ငြင်းချမှုမရှိသေးလို့ပေါ့နော်။ဘလို့ဖြစ်တာဆိုတာသိထားဖို့လိုအပ်ပါတယ်။ဆိုတော့ကေပါအဲ့တော့ keep your thoughts positive ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အတွေးတွေကိုကိုကအကောင်းမြင်အကောင်းတွေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ positive ကိုအမြဲတွေးမယ်တခုတွေးမိပြီမကောင်းတိုင်းတွေးမိဆိုကိုကိုအသေးသေးလေးပြန်ကပ်ပေါ့နော်ပြင်ကောင်းတဲ့ဘက်ကိုပြန်တွေးဒါအကောင်းဆုံးဖြစ်နေမယ်ဒါဆိုရင်ဟိုကိုတို့ကမကောင်းတဲ့ຢာရီလဲတော်တော်နဲ့ဝင်မလာနိုင်တော့ဘူးပေါ့နော်ဆိုကြတော့ကိုကိုဟိုမကောင်းတိုင်းတွေးနေမှန်းတတိမထားမိပဲနဲ့မကောင်းတိုင်းဖြစ်လာတာပေါ့နော်အဲ့တော့မှအာဘာလို့မကောင်းတိုင်းဖြစ်တာလဲဆိုတော့ကိုမှအသေးသေးလေးမရှိဘူးကိုအတွေးတွေကိုထိန်းချုပ်နိုင်တာမရှိဘူး အဲ့ဒါကြောင့်ကိုမတိလိုက်ခင်မှာပဲဒီမကောင်းတဲ့ຢာရဖြစ်ပေါ်လာတာပေါ့နော်အဲ့အမြဲတမ်းအတိအကျရှောင်နေဖို့အကြံပေးခြင်းပါတယ်ပြီးတော့ကောင်းတာပဲမြင်တွေ့ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအဲ့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ပေါ့နော်ဒီ transformation ပေါ့ပြောင်းလဲဖို့ပေါ့အဲ့တော့ဒီပြောင်းလဲဆိုရင်ညမှာကျွန်တော်တို့ကနည်းနည်းလေးပေါ့နော်အခက်ခဲရှိနိုင်တယ်ဘာလို့ဆိုတော့ဟိုတောင်ပြောင်းလဲမှုဆိုတာမလွယ်ဘူးပေါ့နော်ဒီအစိုးရနဲ့ကြုံတွေ့ရတယ်ပြောင်းလဲမှုဆိုတာနည်းကြောက်ဖို့တော့ကောင်းတယ်ဘာလို့ဆိုတော့အပြောင်းလဲကာလာမှာဆိုတော့လေးပြင်းထန်တယ်ပေါ့နော်အဆင်မပြေရဖြစ်တယ်ပြေကြတော့မကောင်းနိုင်ဖြစ်တယ် အဲ့လိုပုံစံမျိုးအဲ့ဒါကြောင့်ချိုးကြတော့လည်းအပြောင်းလဲလောက်ရမှာကြောက်ကြရဲဘာဆိုပြောင်းလဲဖြစ်ရင်တော်တော်လေးခံရလို့ပေါ့နော်အဲ့တော့မကြောက်နဲ့ပေါ့နော်ပြောင်းလဲဖို့ကြိုးစားပါဒီချိန်မှာကိုယ့်ကိုအာဘာမှမကြိုက်ဘူးလဲပေါ့နော်ကိုယ့်ကိုဘာပြောင်းလဲဖို့ပြင်နေလဲဘာပြောင်းလဲကြံလဲအဲ့လိုမျိုးရှိရတဲ့တေချာဘောပြောင်းလဲပေါ့နော်ပြောင်းလဲလိုက်ပါဒီမှာတော့အဲ့ပြောင်းလဲမှုပြီးသွားရင်ကိုယ့်တော်လုံးဝပျော်ရွှင်စရာကောင်းတဲ့အရာမျိုးပြီးတော့ကောင်းတဲ့အရာတွေပဲဝင်လာမှာမျိုးပေါ့နော်အဲ့တော့ကြောက်ပြီးတော့မပြောင်းရင်အဲ့အကြောက်တရားကိုဖုံးသွားရင်အချက်ချင်းမြတ်တာပေါ်မလာနိုင်တော့ပေါ့နော်အဲ့တော့ချင်းမြတ်တာရဲ့ဒီအကြောက်တရားရအတူတူမရှိဘူး တော့ကြောက်ကြရရှိနေကိုမှဆင်းပြတာမရှိသေးဘူးပေါ့နော်အဲ့လိုတွေးထားလို့ရပါတယ်ဆိုတော့ဒီဘက်နည်းနည်းလေးအတန်တိုးမလာတော့မသိဘူးပေါ့နော်အမ်ကောင်းကောင်းမကြရင်တော့တမမရဲ့နည်းဘရကော်ဒင်းနည်းအရာဖြစ်တာတင်နေကျွန်တော်လည်းအတန်အရင်ကြီးမထွက်တာလည်းပါရဲ့ပေါ့ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့နောက်တစ်ခါကျတော့ state corner တက်ပေါ့နော်အဲ့တော့ဒါ device source နဲ့ကိုယ်အများရန်ဆက်သွယ်နေဖို့ပြောတာအဲ့တော့ရှင်းရှင်းလင်းလင်းသတိကျပြောရမယ်ဆိုရင်ကိုယ့်ရဲ့ဒီ spiritual လောက်တဲ့အလုပ်ငယ်အလုပ်တွေဒါနဲ့ တခြားလေးထိတွေ့ဘူးလို့ရပါတော့ကိုအတွက်ကောင်းတဲ့ຢာရင်လည်းထိတွေ့ပါပြီးတော့ဒီဘယ်လိုပြောရမလဲကိုရဲ့အဆောင်ချောက်တွေပေါ့နော်ကိုအများအားလူရလွဲလွယ်မှာသူ့ရဲ့အဆောင်ချောက်ကရှိပြီးသားပေါ့နော်အဲ့တော့ဒီအများအားသူ့နဲ့ချိတ်ဆက်နိုင်မှုကြိုးစားမယ်အဓိကတော့တရားများထိုင်မယ်ကိုစိတ်ညင်အောင်များလုပ်မယ်ဒီလိုပေါ့ဒီ spiritual walk တွေကိုများလုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါသူ့နဲ့ထိတွေ့နိုင်မယ်ပို့ပြီးတော့လည်းခံစားမှုအားကောင်းလာမယ်ပေါ့နော်ပို့ပြီးခံစားရလာမယ်ပို့ပြီးတော့လည်း ဒါတိလာလိမ့်မယ်ပေါ့နော်ဒါပေမဲ့နေတော့ဟိုတချို့ပေါ့နော်မယဲနီးမကျွမ်းဝင်တဲ့လူတွေတော့ကနေကြောက်ဖို့ကောင်းပါဆိုတော့စိတ်ကတော်တော်လေးကိုအဲ့လို relax ဖြစ်ပြီးတော့တခုဆိုကြိုတိကြိုမြင်ကြိုပြီးတော့အဲ့လိုခံစားလို့ရရမျိုးတွေပေါ့နော်အဲ့တော့ဒါကိုစိတ် ဟီအရန်ဖြစ်သွားပြီးကိုကိုင်ဒီစပရီချူအဝါကိုအရန်ပျော်ရွှင်ပြီးတော့တေချာလုံးနေပြီဆိုတော့အဲ့လိုအရာတေချာဘက်ခံစားမှာအဲ့ခါကျရင်လည်းအချို့တော့ကျတော့ဆက်စားခြင်းကြုံနေလို့ရှိရင်ကြောက်ဖို့ကောင်းနေမှာပေါ့နော်ဒါပေမဲ့အဲ့ဒါကြောက်ချင်တာမရှိဘူးဒီအိမ်ပဲဆက်သွားပေါ့ကိုကိုင်အလင်းပွင့်သွားရဲ့ပုံလဲပေါ့နော်အလင်းပွင့်ပြီးတော့ကိုကိုင်လုံးလိုက်ရတဲ့အရာတွေကိုကိုင်လုံးနိုင်တဲ့အရာတွေကိုကိုင်ရှောင်းတင်တာမျိုးတွေတတိပေးတင်တာမျိုးတွေလုံးတင်တာမျိုးတွေလုံးလိုက်ရတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့အဲ့တော့တေချာလေးပေါ့နော်ကိုကိုဒီစပရီချူအဝါအလုပ်တင်နေမပြတ်သွားအောင်လုပ်လိုအပ်တယ်ပေါ့နော် နောက်ကကြတော့ဒီ internet dance ပေါ့နော်ကို့အတွက်အခုလှုပ်ချင်တဲ့ຢာလေးကိုလှုပ်ဖို့ပြောတာမျိုးပေါ့နော်ကိုလှုပ်ရှားချင်တဲ့ຢာလေးကိုလှုပ်ချင်တာမျိုးလေးဘဝမှာစီးကျက်နေတဲ့ကို grind လှုပ်ရှားဖို့လိုအပ်တယ်ပေါ့နော်အကတခုလိုပဲအမြဲတမ်းချိတ်ဆက်အချိတ်ဆက်မိမိနဲ့တီးလုံးရဲ့တန်စင်နေနဲ့ဒါချိတ်ဆက်မိမိနဲ့ကနိုင်မှုရည်ကြီးရဲ့အဲ့တော့ကို့ဘဝမှာလည်းအလိုပဲပေါ့နော်အမြဲတမ်းဒီလူတွေကို့ပတ်ဝန်းကျင်အရာတွေနဲ့အမြဲချိတ်ဆက်မိမိနဲ့ဒါချိတ်ဆက်လျှောက်ဖို့လိုရဲဆိုတဲ့အကြောင်းကိုပြောပြတာပေါ့နော်ပြီးတော့ဒီ we your life ဆိုတာကြတော့ကျွန်တော်ဒီဘဝပေါ့နော်ဘဝ cycle အဲလူတိုင်းကဒီ cycle နဲ့ပဲလဲပတ်နေအောင်ဆိုတော့အဲ့ cycle ကနေယုံထွက်နိုင်အောင်ပေါ့နော်ဒီတန်တရားကနေယုံထွက်နိုင်အောင်ကြိုးစားဖို့နောက်ကကြတော့ကိုကိုရိုင်းပေါ့နော်ခုနပြောခဲ့သလိုပဲပြောင်းလဲတဲ့ညာလေးပြောင်းလဲပေါ့မခုခံနဲ့ပေါ့နော်ခုခံရင်ဘာမှမရဘူးမခုခံမင်းနဲ့ဒါလက်ခံလိုက်ပေါ့ရအားလုံးအရာအလုံးကကိုတို့အတွက်ဒီကိုမှဖြစ်ချိန်တန်လို့ပေါ့နော်ဖြစ်ဖို့လိုအပ်လို့ဖြစ်တယ်ဆိုတာအဲကိုကိုရိုင်းလက်ခံလိုက်ဖို့လိုအပ်တယ် လက်မခံလို့ရှိရင်ကျွန်တော်အများရန်ရှေ့ဆက်တော့လို့မရဘူးလက်မခံတဲ့လူကရှေ့ဆက်လို့မရဘူးဘာလို့ဆိုလူတယောက်ဆုံးရှုံးလိုက်ရပြီတည်မလားလူတယောက်ကိုလူတယောက်နဲ့ဒီလိုဖြစ်သွားပြီဆိုအဲ့ဒါကိုကလက်ခံဖို့အရေးကြီးတယ်လက်မခံမင်းနဲ့ခုခံပြီးတော့မဟုတ်ဘူးဒါမဖြစ်နိုင်ဘူးဒါဘာကြောင့်ငါတို့ क्वे ရလဲဘာကြောင့်ဖြစ်အဲ့လိုမိခွန်းနေများလာပြီဆိုရင်ကိုတို့ကစိတ်ပင်ပန်းမှုပြုများလိမ့်မယ်ပေါ့နော်ဘာလို့ဆိုလောလောဆယ်ကိုလုံးနိုင်တာဘာလဲဆိုတော့လက်ခံခြင်းပဲလက်ခံလိုက်ဖို့သူနဲ့ကနေပြီးသွားပြီသူနဲ့ကနေ ဒီလိုဖြစ်သွားပြီကိုဝင်လက်ခံလိုက်ပြီကြီးနောက်ဖြစ်လာမယ့်ပြဿနာဒီနောက်ဖြစ်လာမယ့်အိစာရည်ဒီနောက်ဖြစ်လာတဲ့အပိုင်းပေါ့နော်အဲ့တော့ကိုကိုရိုင်းကဒီကာလတွေကိုလက်ခံပြီးရှေ့ဆက်နိုင်ရင်အေးစမ်းမှုပူရမယ်လက်မခံမဲနဲ့မဖြစ်နိုင်ဘူးဒါဘာကြောင့်ဖြစ်တာလဲဘယ်လိုလဲဆိုအဲ့ဒီမိကုန်းတွေထုတ်နေပူလာရမယ်အဲ့တော့ကိုကိုရိုင်းကိုယ့်ရဲ့ရွေးချယ်မှုတွေပဲဆိုင်နေပေါ့ပူလောင်တဲ့လမ်းကိုယူမလားအေးစမ်းတဲ့လမ်းကိုယူမလားပေါ့နော်ဆိုတော့ဒါတေချာစဉ်းစားဖို့လိုပါတယ်ဆိုတော့နောက်ခါကျတော့ကျွန်တော်ပေါ့နော်ဒီမှာဆိုလို့ရှိရင်က เอ่อ ten criticism into kindness ပေါ့เนาะအဲ့တော့လူဆိုရတော့ဝေဖန်အပြစ်တင်တဲ့အစိတ်နဲ့မကင်းဘူးပေါ့เนาะတကူဆိုဝေဖန်ခြင်းနဲ့အပြစ်တင်ခြင်းနဲ့ဒါနဲ့ねပေါ့เนาะကိုရှင်မှာအဲ့လိုကိုလိုကန်လုတ်ပြီးဆိုရင်လည်းပြောချင်တာများတယ်ပေါ့အဲ့တော့ဒီတိထားမှာကြတော့လူတိုင်းလူတိုင်းကကြတော့ဖြစ်ချင်လို့ဖြစ်နေကြတော့မဟုတ်ဘူးပေါ့เนาะချိုးရည်ကြတော့သူလည်းကံနေဘာလို့တိတ်ကံနေကြဖြစ်ရတာဆိုတဲ့ခါကြတော့ဟိုကိုကအပြစ်ပြောမယ်စားနေနေချင်းချင်းနားလဲပေါ့เนาะဟိုအပြစ် ပြောမဲ့အစားကောက်ကိုလှစ်လိချွေးတာပိုကောင်းတယ်တဲ့မှာအပြစ်သူများပြောလိုက်ပြောတဲ့စားကိုဂရန်ကအဲ energy လေးပေးလိုက်ပြီးတော့တဲ့မှာကောင်းမွန်တဲ့ energy လေးပေးလိုက်ပြီးတော့တဲ့မှာလှစ်လိချွေးတာပိုကောင်းနိုင်မှာပေါ့နော်။ဒါဆိုတော့အကြောင်းကြောင့်အကျိုးဖြစ်ကြတာကြီးပဲပေါ့နော်။လွမ်းလွမ်းရတော့ဖြစ်ချင်လို့ဖြစ်တာတော့မဟုတ်ဘူး။ချို့ဖောက်ပြန်ခြင်းတွေချို့မဖြစ်တဲ့အရာတွေဒီတို့လည်းဖြစ်ချင်တာတော့မဖြစ်ချင်ဘူးလေ။အကြောင်းတွေပါတယ်၊ကံတွေပါတယ်။အဲအကြောင်းဖြစ်လာရတယ်။အဲ့တော့ရှောင်လွဲလို့မရအောင်လက်ခံရတယ်။ အဲသူတို့ရဲ့ lesson တစ်ခုပဲဗောနော်အဲအဲ့ဒါနေသူတို့ lesson ယူပြီးတော့ဘယ်လိုမျိုးသွားရမလဲဘယ်လိုလုပ်ရမလဲဆိုတော့သူတို့သိသွားလိမ့်မယ်အလင်းပွင့်သွားလိမ့်မယ်အဲအဲ့ဒါကြောင့်မလို့ဟိုလူအလူအန်ကသူ့အကြောင်းနဲ့သူရှိရမလို့ကိုကလည်းမသိလို့ရှိရင်ဘာမှဟိုမဝေဖန်တာကောင်းဆုံးပဲသိရမလားကောင်းတစ်ဖက်ကနေကောင်းကောင်းမလဲတွေးပြီးလိုက်ရင်ကိုတို့ပို့ပြီးတော့စိတ်အေးစမ်းမှုရမယ်မပူပန်ပူလောင်မပူလောင်ရတော့ဘူးဗောနော်ဆိုတော့ဟုတ်ကဲ့ပါအဲတော့နောက်တစ်ခုကတော့ကျွန်တော်ဗောနော်ဒီမှာ her trust your intuition ပေါ့နော် she is always right ပါတော့ကိုယ့်ရဲ့ intuition ကိုယုံဖို့ဒါကတော့အမြဲတမ်းကက်လေးကကြလေးရှိရပါတော့အဲ့တော့ကိုယ့်ကိုယ်ကိုယုံဖို့ရည်ကြည်ရကိုယ့် intuition ကိုယ့် inner voice ကိုနားထောင်ဖို့ရည်ကြည်ရအဲ့တော့မှ she said ရှောက်လို့ရှင်ကိုယ့်တို့ကကောင်းမွန်တာဖြစ်မှာပဲဆိုတော့လူအလွယ်မှာ intuition ရှိရအဲ့ဒီသိရှိပြီးသားပေါ့နော်ဖက်ကနေပေါ်လာတယ်ဒါပေမဲ့ကိုယ်စိတ်တွေရှုပ်ထွေးလို့ရှိရင်ကိုယ်ကိုယ်တိုင်ကအာငါအတွေးလွန်လာလားဟွာလာဒီလာဖြစ်တယ်တပည့်ဆိုစိတ်ရှုပ်လို့ အဲ့တော့ဘာဖြစ်လဲဆိုတော့လုံးလိုက်လုံးမိရဲ့ຢာရမှားတတ်တယ်အဲ့တော့ကိုယ်စိတ်ကိုညင်အောင်ထားမယ်ဒါတရားထိုင်တာမျိုးတွေတည်မလားကိုယ်စိတ်ကိုအေးချမ်းမှုတွေထားမယ်ဆိုလို့ရှိရင်တခုဆိုလို့ရှိရင်ကြိုကြိုတိရယ်ဖက်ကနေတိလာရယ်ဆိုလို့ရှိရင်ကိုယ်ကအဲ့ဒါလုံးလို့ရတယ်လုံးလို့ရှိရင်တကယ်ကိုတေချာဘက်ကိုတခြားမကောင်းတဲ့ຢာရံတွေဝေပြီးတော့ကောင်းတဲ့ຢာကိုရောက်သွားတတ်တယ်အဲ့တော့ intuition ကတော့ကောင်းတဲ့အရာကိုပဲခေါ်သွားတယ် ego ကတော့မကောင်းတဲ့အရာကိုခေါ်သွားတယ်အဲ့တည်မလားဒါခါကျရင်ဟိုမကောင်းတာတွေလှုပ်ချင်ပြီဆိုလို့ရှိရင်တေချာဘက်အဲ့ဒါ intuition ကပြောတာမဟုတ်အဲ့ ego ပဲကိုယ် ego ကိုယ့် ego feel လောက်ချင်လို့ကိုယ်ကိုယ်ကဒီလိုထင်နေတာပေါ့နော်အဲ့တော့ intuition ဒီကောင်းတဲ့လမ်းခေါ်သွားတယ်ကောင်းတဲ့လမ်းကိုသာပြပေးတယ် ego ကတော့မကောင်းတဲ့ຢာရည်စီခေါ်သွားတယ်မကောင်းတာတွေလှုပ်ဖို့အတွက်တိုက်တွန်းပေးတယ်အဲ့တော့ကိုယ်အနေနဲ့မကောင်းတာတွေကိုလှုပ်ဖို့စိတ်အားထက်တန်နေပြီဆိုတရားပါကိုယ့် ego ပေါ့နော်ကျော်အလေးတီထားဖို့လိုအပ်ပါတယ်။ကျော်ဟုတ်ကဲ့ပါ။အဲ့တော့ကျွန်တော်တို့ကတော့ဒါမိခွန်းပေါ့။ကိုမိထားတဲ့မိခွန်းကတော့ဒီမှာတော့မိခွန်းရဲ့ဖြေကတော့ improving health ပေါ့နော်။အဲ့တော့ဟိုပို့ပြီးတော့ တိုးတက်လာလိမ့်မယ်ပေါ့နော်ကိုယ်အနေနဲ့ပို့ပြီးဒီအချိန်ကြီးကနေပို့ပြီးတိုးတက်လာမယ်ပို့ပြီးအဆင်ပြေလာမယ်ပို့ပြီးတော့ကောင်းမွန်လာမယ်လို့နေထားမျိုးပေါ့အဲ့တော့ကိုယ်ကမိကောင်ကတော့ yes လို့ပြောလို့ရတယ်ဒါပေမဲ့ချက်ချင်း yes တော့မဟုတ်ဘူးပေါ့နော်နည်းနည်းအချိန်ပေးရမယ်ဆိုရက်အနေထားမျိုးပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ story cut ပေါ့နော်ကျွန်တော်အများလုပ်ပြီးနေတာ story cut လေးရှိပါတယ်ဆိုတော့ဒါကတော့ story cut ကဒီဘက်တော့ cut ကတော့ကျွန်တော် release ပေါ့နော်ဒါအရင်ကလည်းပါဘူးပါတယ် release ဆိုတဲ့ cut ကအဲ့တော့ release ဆိုတာကျတော့တွေ့တဲ့အချိန်မှာ လွတ်ချခိုင်းတာပေါ့ကိုအတွက်ကိုနဲ့မထိုက်တန်တဲ့ຢာတွေကိုနဲ့မအပ်ဆက်တဲ့ຢာတွေကိုအတွက်မဟုတ်တဲ့ຢာတွေအကုန်လုံးကိုလွတ်ချခိုင်းတာမျိုးပါအဲ့တော့လွတ်ချပြီးတော့ကိုကိုကိုကောင်းမွန်အောင်နေထိုင်တာမျိုးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကောင်မလေးဒီလွတ်ချဖို့အတွက်နည်းနည်းလေးအဲမိုးမမရဖြစ်နေပေါ့နော်ဘောလုံးလေးကကြတော့အမဲအောင်ဘောလုံးလေးအဲ့တော့ဒီဘောလုံးကကြတော့ဘာလို့ကိုစားပြုလဲဆိုတော့ကိုရမကောင်းတဲ့ negative energy တွေပေါ့နော်အဲ့ဒါကြီးအများကြီးကိုကိုစားပြုတယ်အထက်မှာရှိတဲ့ငှက်လေးကကြတော့ကိုရ soul လို့ ကိုစားပြုအဲ့ဆိုးကိုလွှတ်ပြေးဖို့လိုအပ်တယ်။ကိုယ့်ရဲ့မကောင်းတဲ့ဒီအငွေသက်တွေကိုယ့်ရဲ့ ego တွေမကောင်းတဲ့အရာတွေပေါ့နော်။ဆိုတော့ဒီလို attachment တွေဂျားတွေကနေပြီးတော့ဒီဆိုးကိုလွှတ်ပြေးဖို့လိုအပ်တယ်လို့ပြောတာပေါ့နော်။ဆိုကိုကဒါ ascension ဖြစ်ဖို့လိုအပ်တယ်ကိုကပို့ပြီးတော့ကောင်းတဲ့ level တစ်ခုတက်သွားဖို့လိုအပ်တယ်ပေါ့နော်လို့ပြောချင်တာပါဆိုတော့ဒီမှာဆိုလို့ရှိရင်ဘောလုံးကတော့ဆွဲခေါ်ပါတယ်ဒါပေမဲ့အဲ့လှချတဲ့နာလှချပြီးတော့ရှေ့ဆက်မှသာကိုအပေါ်ရောက်မှာပေါ့နော်ဒါလေးပြောချင်တာပါဆိုတော့ဒီမှာတော့ main ကလေးက အနီရောင်လေးဝတ်ထားရဲဆိုတော့အနီရောင်ဆိုတာရဲရဲနာ ပြတ်တာတာတည်မလားကိုကိုရိုင်းလုံလုံလောက်လောက်ရှိရမျိုးပေါ့နော်အဲ့တကြောင့်မလို့ကိုရိုင်းကဒါကိုလုံလောက်နေဖို့အမစူးစားပေါ့နော်ရအောင်စူးစားပေါ့ခုကို strong ဖြစ်အောင်နေမယ်ပြေကြတော့ကောင်းအောင်နေမယ်ပို့ပြီးတော့ရဲရဲအောင်ပြတ်တာအောင် boundary ထားတတ်အောင်နေတော့ပို့ပြီးကောင်းနေမယ်ပေါ့ဒီမှာတော့အဲပို့ပြီးတုတ်တက်လာတယ်ပို့ပြီးဆင်ပြေလာတယ်ဆိုရက်အရာကိုကိုစားပြုရပေါ့နော်ဆိုတော့နည်းနည်းလေးတော့ကိုအနေနဲ့လွတ်ချတဲ့နာလွတ်ချပါအဲ့တော့ ဟိုကိုယ်နဲ့မထိုက်တန်တဲ့အရာတွေကိုယ်ကိုယ်ဆွဲကြိုက်နာမယ်ဆိုပါတော့ထိုက်တန်တဲ့အရာတွေရှေ့မှာရှိတယ်ဆိုတာနားလည်ထားဖို့လိုပါတယ်ဆိုတော့ဒီခါကျရင်ပေါ့နော်ကျွန်တော်တို့ဒီလွတ်ချဖို့ဝင်လေးတက်ကြတယ်အဲဒီခါလွတ်ချပြီးသွားရင်အဲ့ဒါကကိုယ်စီပြန်မလာတော့ဘူးလားကိုယ်နဲ့အပိတိုင်ဝေသွားမှာလားဆိုတော့တန်တဲ့အရာလည်းရှိတယ်ဆိုတော့အဲ့တန်တဲ့အရာထားကြမလို့လူတယောက်ကနဲ့တယောက်ကကြတော့စုံမို့ဆိုတာလေထုတ်လို့မရဘူးဒါလူတယောက်နဲ့တယောက်မှမဟုတ်ဘူးပေါ့နော်တခြားအရာတွေကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေက လုပ်ယူလို့မရဘူးဗောနော်ကံစွာရှိအကျိုးစားဖို့တော့လိုရဲဒါပေမဲ့လုပ်ယူလို့မရဘူးသူ့ကံစွာသူရှိရဲ့သူ့အချိန်စွာသူရှိရဲ့အဲ့တော့လက်လောချိန်လေးမှာကိုကိုရိုင်းမဖြစ်နိုင်တဲ့အချိန်လေးမှာကိုကိုရိုင်းကဒီလိုလှစ်ချလိုက်ပြီးတော့အေဂျင်နဲ့နေဖို့ကလည်းမရှိဘူးဗောနော်အဲ့ဒါဒီကိုနဲ့ထိုက်တန်ကိုသူပြန်လာလိမ့်မယ်အခွင့်တကူကမရရအောင်ရှာပြီးပြန်လာတယ်ဗောနော်အဲ့တော့ကြောက်ရမလို့တိတ်ပြီးတော့ဝမ်းနဲ့နေကြမလို့လွှတ်ချတဲ့တော့လွှတ်ချပါအဲ့ဒါကကိုယ်နဲ့ထိုက်တန်တေချာဘုတ် ဘလောက်တခြားတခြားကိုစီပြောင်းလာမှာပေါ့နော်ဆိုတော့ဒါကိုသိထားဖို့အရေးကြီးပါတယ်ကျော်ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့ကျွန်တော်မြင်သမျှလေးပေါ့နော်ဆိုတော့ဒီကက်လီကတော့ကျွန်တော်တို့ဒီအားလုံးပေါ့နော်ကိုယ့်ရဲ့ဒီ intuition ကိုမေးပြီးတော့ဒီကက်ကိုတိတ်ပဲဖွင့်ဆိုလို့ရပါတယ်ဒါတော့ကျွန်တော်မြင်တဲ့ဟာလေးလက်ရှိခံစားရတဲ့ဟာလေးပြောပြပြရဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအားလုံးကျေးဇူးများကြင်ပါတယ် resonate ပြန်လဲ comment တွေမှာမေးမိခဲ့လို့ရပါတယ်ဆိုတော့နောက်ထပ် video podcast တွေလည်းဆက်ရှိပါသေးတယ်ဆောင်းကြည့်ပြပါအောင်အားလုံးကျေးဇူးများကြင်ပါတယ်ဗျအားလုံးကောင်းတဲ့နေ့ဖြစ်ပါစေ bye bye